တခါလေးဘုံကြောင်းပါဗျာတရားတောင်းတဲ့ပုဂ္ဂိုလ်ကတောင်းတော့သွားပြီလေမှန်ပါဗျာအဲ့တော့နားတော့သူတောင်းတဲ့တရားကိုကယူဆိုင်ပြီးတော့နားတာပဲမှန်ပါနားတော့မသေးခွဲမသေးခွဲနားတော့သူဘာတောင်းတယ်ငါဘယ်တရားများတောင်းတယ်လဲဆိုတဲ့ဥစ္စာကိုသူတောင်းတဲ့တရားကိုဟောရမှာမှန်ပါဗျာတောင်းတဲ့တရားဟောရမှာဆိုတော့သူသူတောင်းတဲ့တရားက တန်တရားလဲလဲနေပါလေခရားဒါပြောလည်းမပြောတတ်ပါဘူး तू တောင်း तू တရားတောင်းတဲ့ဟာကိုမနှဲဆိုင်နာတယ်တဲ့မှန်ပါဘူးအဲ့တော့ तू တရားနဲ့တောင်းတဲ့တရားနဲ့ညီအောင်လောကကြီးကလွတ်မြောက်သွားအောင်နော်မှန်ပါဗျာခမောင်းဆရာတော်ဘုရားကလည်းရှေ့ကဟောသွားတယ်တဲ့မှန်ပါဗျာနော်ယဟန္တာဖြစ်အောင်ဟောသွားတယ်တဲ့မှန်ပါဗျာအဲ့တော့ယဟန္တာဖြစ်အောင်ဟောသွားတော့ तू က တဘောတွေကိုတင်ပြီးတော့တခါတည်းကိုပြညာလို့ဟောသွားတယ်တကယ်။မှန်ပါဗျာ။နော်။အဲဒီတော့မနေ့ကလည်းပဲဥပဇင်ဟောတယ်တကယ်ကြီးနော်။မှန်ပါ။ဘယ်လိုဟောလဲဆိုတော့မနေ့ကနေပြီးတော့ဒီကနေ့အဖို့မှာစုံစုံစီစီနဲ့နောက်ပိတ်ဆုံးညဖြစ်ပါလေ။မှန်ပါ။အဲနောက်ပိတ်ဆုံးညဖြစ်တော့သေသေးချာချာအသေးစိတ်ပြီးတော့တဘောတွေတင်ပြပြီးတော့သူဆုံးမဩဝါဒပေးပါမယ်လို့မနေ့ကလည်းဝန်ခံထားတယ်။မှန်ပါဗျာ။အဲဒီတော့တကယ်ကြီးနိဗ္ဗာန်ရောက်ကြောင်းတရားဆိုတာကတော့ သတိပဋ္ဌာန်တရား၄ပါးကလွဲလို့နိဗ္ဗာန်ရောက်ကြောင်းတရားရှိလို့လားမရှိပါဘူးခင်ဗျာနော်သတိပဋ္ဌာန်သတိပဋ္ဌာန်တရား၄ပါးကလွဲလို့နိဗ္ဗာန်ရောက်ကြောင်းတရားမရှိဘူးနော်မှန်ပါဗျာဘုရားကလည်းဟောထားတယ်တခါကြီးမနေ့ကဟောသွားလိုက်တဲ့ဥစ္စာကရှင်သာယီပုတ်တရားတို့ရှင်မောက်ရှင်မောက်ကလန်တို့အရိပတိရတဲ့သောတာပန်ကြီးကိုဟောသွားတယ်တခါကြီးမှန်ပါဗျာနော်အကြောင်းအကျိုးကံပြတ်တဲ့သောတာပန်နော်မှန်ပါအဲ့ဒါကြောင့်မလို့ သောတာပန်ဆိုတဲ့ဥစ္စာလည်းပဲတခါကြီးပြည့်ညတ်လို့ခေါ်တာပါမှန်ပါစိတ်စိတ်နော်မှန်ပါဘုရားကလည်းကိုစိတ်ကိုစစ်ရမယ်ဆိုတာစိတ်ပဲပြောပါလေတခါကြီးမှန်ပါဗျာအဲ့တော့ကိုစိတ်ကိုစစ်ရမယ်ခမုံဆရာတော်ကလည်းခုနကတည်းကဟောသွားတယ်ခမုံဆရာတော်ကတော့သူကပရိယကျွန့်ကြည်တဲ့ပညာရှင်ကိုတခါကြီးမှန်ပါဗျာစိစက်ကြရအယုတ်ဖြစ်တယ်တခါကြီးမှန်ပါသူကတော့ချောတယ်တခါကြီးမှန်ပါဥပဇင်းတို့ကတော့ဒေသနာတွေမတတ်တော့ဒါကြောင့်မလို့ဥပဇင်းဒေသနာကလည်းကိုကလည်းမတတ်ခုနကသူပြောသွားတယ်မဟုတ်လား မှန်ပါယထရှိတာဟင်္ဒရာတရားသွားဟောမယ်ဆိုတော့ဥပဇင်ကပြောမိတာနဲ့ तू ကကြားသွားမှန်ပါဗျာအဲဥပဇင်ကဟင်္ဒရာမှာတရားသွားဟောတော့လေသာဆရာတော်ပါတယ်တကယ်ကြီးမှန်ပါလေသာဆရာတော်ပါတော့အဲခုနတုန်းကခမုံဆရာတော်ပြောတယ်မဟုတ်လားမှန်ပါယထဘောမှာစာရိရေးထားတယ်ဥပဇင်ကလည်းအဲ့ဒီမှာသွားပြီးတော့ကရွဲပေါက်ကနေပြီးတော့အဲ့ဒီတော့လမ်းပြီးတော့တရွေးထွေးလိုက် တတွဲထွဲပြီးပြန်မော့ကြည့်လိုက်တဲ့အချိန်ကယထရေးထားတာရှိရေးထားတော့အဲ့ဒီစာလေးမြင်တော့လုံးကောက်ကလေးတော့ဖတ်တတ်တာပေါ့လေမှန်ပါလုံးကောက်ကလေးဖတ်တတ်ပြီးတယ်တကကြီးချောသလားဆိုတော့မချောဘူးဘယ်လိုရေးထားလဲဆိုတော့ရေးတာကတော့တတွဲမထွေးရရေးတာပါမှန်ပါဦးပဇင်ကပြုံးနဲ့ကြည့်လိုက်တဲ့အချိန်ကကျတော့တွန်တေးမထွေးရဒီလိုသွားပြီးသိဖတ်ကြည့်ရှက်တွန်တေးမထွေးရဆိုတော့အော်အဲ့တော့ရေးထားတော့ ီလင်းဆရာတော်ဘုရားနဲ့ဥပဇင်းကလည်းခုံချင်းကနေပြီးတော့ဟိုနဲ့အပကလကိုတကယ်ကြီးမှန်ပါဗျာခုံချင်းက तू ကဥပဇင်းရှိကအဲ့တော့ဆရာတော်ဘုရားလေသာဆရာတော်ဘုရားဟောက်မှာကြီးစန်းဘုရားဘယ်လိုရေးထားတာမှလည်းမသိဘူးဗျာဘာလဲဗျာစာရေးထားတာကလည်းဟိုမှာကြီးစန်းလို့တွန်ထိတ်မှထွေးရလို့ရေးထားပါတယ်ဗျာဘယ်မှာလဲအဲ့တော့ तू ကလှမ်းပြီးကြီးလိုက် မကိုတော်ကလည်းတတွေးမထွေးရရေးချတာအဲအဲ့ဒါကြောင့်သူများအတင့်ပြောမယ်ဆိုလည်းခံရမှာပဲမမနော်စားမမတာပဲမမစားကမတာဟုတ်ဘာကြောင့်လဲဒါကြောင့်မလို့တတွေးမထွေးရကိုရေးထားတာတောင်းမှတွန်တိမထွေးရဖြစ်ပါလေမမဗျာနော်အဲ့ဒါသူများပြောမယ်ဆိုလည်းခံရမှာပဲဥပစင်ကဝက်ရှိတော့ခံရတယ်မမနော်အဲ့တော့ပြောတာပြောပဲဥပစင်ကမကောင်းခဲ့လို့မမဥပစင်ကအတိတ်အတိတ်ကမကောင်းခဲ့လို့ခံရတယ်ခင်ဗျာ ်မှန်ပါဗျာဥပဇင်းအပြစ်ပါသူများအပြစ်မဟုတ်ပါဘူးနော်မှန်ပါဗျာဥပဇင်းအပြစ်ဘာကြောင့်အပြစ်လဲဆိုတော့ဥပဇင်းကအပြစ်ကလေးတင်ပြပါမယ်နော်မှန်ပါအမှန်ရှိပါဗျာအတိတ်ကလာတုန်းကဥပဇင်းကန့်ကိုကအတိတ်ကပါလာခဲ့မှန်ပါနော်ဥပဇင်းအပြောခံရမယ်ဥစ္စာကပါလာဒါကကြီးရဲ့အတိတ်ကံนี่သိချင်သိချင်ပါလေဗျာအတိတ်ကံนี่နော်မှန်ပါဗျာအတိတ်ကံသိချင်လို့ရှိရင်ဥပဇင်းကအတိတ်ကလာတုန်းကဒါကကြီးရဲ့ဝေသာဖူဖရက်လက်ထက်က ဘယင်ဖြစ်ခဲ့ပါလေမှန်ပါဗျာဘယင်ဖြစ်ခဲ့တဲ့အချိန်ခါမှာအတတ်မျိုးစုံဘိဒကသုံးပုံလဲအတတ်မျိုးစုံလဲတတ်ခဲ့ပါလေမှန်ပါဗျာဘိဒကသုံးပုံလဲတတ်မြောက်ခဲ့ပါလေတကယ်ကြီးမှန်ပါဗျာတတ်မြောက်တဲ့အချိန်ခါကျတော့အဲ့ဒီဘိဒကသုံးပုံအာကုန်ဆောင်ပြီးတော့အတတ်တွေတတ်ခဲ့တော့သင်္ချာလီလာပြုထားတယ်တတ်ခဲ့တတ်ခဲ့တော့အဲ့ဒီရဟန်းတွေဥပဇင်းကနေပြီးငါ့လောက်တတ်တဲ့ပုံကိုမရှိဘူးဆိုပြီးတော့ ဒီအကောင်ကြီးအလကားပါကွာဒီလိုစိတ်ထဲကဖြစ်ခဲ့တယ်တကယ်မှန်ပါဗျာငါမေးလိုက်ရင်မခံနိုင်ငါပြောလိုက်ရင်မခံနိုင်ပါဘူးငါတော့မတတ်ပါဘူးဆိုပြီးတော့ဝေသာဖူဖရက်လက်တက်ကယဟန်နေကိုအဲ့ဒီလိုဥပဇင်ပြစ်မှားခဲ့တယ်တကယ်မှန်ပါဗျာအခုဂေါရမမြတ်စွာဘုရားလက်ထက်ကြတော့စာတင်လို့လည်းမရဘူးတကယ်မှန်ပါဘာကြောင့်လဲတဲ့အတိတ်ကလာတုန်းကယဟန်နေကိုဥပဇင်ကဒီလိုပြောခဲ့တော့အခုပြစ်စုံပါကာလမှာဘယ်ယဟန်ကဖြစ်ဖြစ်ဥပဇင်ကို သာမတတ်တဲ့အကောင်ကွာဘာပဲဆိုတဲ့ဥစ္စာဥပဇင်အတိတ်ကကံမာတကကြီးမှန်ပါဗျာဥပဇင်ဝင်မလေးပါဘူးမှန်ပါနော်ဥပဇင်အတိတ်မြင်နေအတိတ်ကမြင်တော့တကကြီးငါကူကမကောင်းတာငါကံငါကံငါကံမှန်ပါဗျာနော်ဘယ်တန်ခါကပြောပြောဥပဇင်ကံပါပဲနော်မှန်ပါဥပဇင်ကအတိတ်ကကံကူကမကောင်းခဲ့လို့ဒီအချိန်ထိခါမှာဒီလိုဖြစ်ရတယ်တကကြီး ်ဘုရားရှင်ကိုတော်မြတ်ကြည့်တော်ဝတ်တော်နဲ့မကင်းမှုတကကြီးနော်မှန်ပါဗျာဒီအချိန်ခါမှာဒီလိုပဲခံရမယ်ဘုကပါလာပြီတကကြီးမှန်ပါဗျာဘာစတတ်လို့လဲကွာသာမတဖင်းနဲ့ဟောတဲ့တရားကဟုတ်နိုင်ပါမလားဒီလိုအပြောခံရတာအတိတ်ကကံ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 မှန်ပါဥပဇင်အတိတ်ကကံပါတကကြီးမှန်ပါဗျာအဲ့ဒါဒါလည်းပဲဥပဇင်ဟာအတိတ်ကကိုကမကောင်းတဲ့ဒီပုံတည်နည်းအခုပြစ္ဆုတ်ပါကာလမှာဒီပုံတည်နည်းခံရတယ်နော် အဲ့တော့ကဲဒါဒီပြောနေကြားမယ်တခါကြီးနော်မှန်ပါဗျာမနေ့ကမနေ့ကဝင်ခံချက်အရာပါဒကာဒကမတိတေးသေးချာချာသဘောပေါက်အောင်လို့လဲနော်မှန်ပါနောက်ကိုသိရအောင်ပါကိုဦးစင်းကတော့ဒီမဲ့ကို20လအယုကြီးကြီးအေးခံသူသိရင်ဒီမသိတရားရဆိုပြီးတော့ကျင့်ညာအထုတ်ပြီးတော့ကိုခန္ဓာကိုကြည့်ပြီးတော့ကိုစိတ်ကိုစက်လာလို့ကိုခန္ဓာကိုကြည့်တာပါတခါကြီးမှန်ပါဗျာကိုခန္ဓာကိုကြည့်ပြီးကိုစိတ်ကိုစက်လာတော့ကိုစိတ်ကလေးဖြစ်ပုံအကုန်သိလာတဲ့အချိန်ခါကျတော့ ။အော်အခုလာရောက်တယ်တရားဓမ္မကြီး။ငါသိတယ်လို့သိကြပါစေ။ငါမြင်တယ်လို့လည်းမြင်ကြပါစေ။ငါရတယ်လို့လည်းရပါစေဆိုတော့သရင်ကျုပ်ပြီးတဲ့ကဥပဇေတရားကြီးနေမအာညာမအာတလက်ဆက်ကြီးတက်တန်းလေးကတူတော့ငါနေလားငါလားရိုက်ချင်လဲရိုက်လက်ပြဘုံနဲ့ပြစ်ချင်လဲပြက်တန်ဃာတော်အရှင်မြတ်များကဆဲချင်လဲဆဲပုပ်ကိုယ်ဒီငါမြင်တယ်လို့မြင်ပါစေငါသိတယ်လို့သိကြပါစေငါရတယ်လို့ရကြပါစေဆိုပြီးတော့တကကြီး တနေ့မှမအားပဲနဲ့ရက်ဆက်ကြီးတခါတည်းကိုသတင်းကျုပ်ပြီးတဲ့ကနေလားငါလားတခါတည်းလိုက်ပြီးတော့တရားပြတော့ပါပဲ။မှန်ပါဗျာအတိပါဗျာ။တရားနဲ့ပါ။မှန်ပါဗျာ။ရတဲ့ချင်းချင်းဘာကြောင့်လဲဒီတရားတော်မြတ်နဲ့မှမတွေ့လို့ရှိလို့ရှိရင်ဖြင့်တခါကြီးတန်တရာကျောက်ကြီးတဲ့ကြကြတော့မယ်တခါကြီး။ကြမှာပါပဲ။မကြဘူးလား။ကြမှာပါ။အဲ့ဒါကြောင့်မလို့တခါကြီးအိုးပစဲ20တလကျင့်လာတဲ့အကျင့်တွေကိုစိတ်တွေကိုတီးကြပါစီဆိုပြီးတော့တခါတည်း အပင်မခံပြီးတော့တခါတော့မအိပ်မနေပြလာခဲ့တယ်တခါကျမှန်ပါဗျာအိုးစဲသွားတယ်တချို့ကပြောလိပြောတာရှိတယ်တခါကျဘယ်နဲ့လဲနောက်ကပါလိုက်တဲ့ဥစ္စာကတခါကြီးသီလရှင်တွေကလည်းဒီမှာ15ရောက်20ဒီလိုပါတာမှန်ပါဗျာသံဃာတွေကလည်း10ပါ15ပါဒီလိုပါတယ်မှန်ပါဗျာယောဂီတွေကလည်း40 50အဲ့ဒီလိုပါတော့တခါကြီးအထက်မြန်မာအပြင်းများသွားလိုက်တဲ့ဥစ္စာတခါကြီးက80ကျော်80ဒီလိုသွားတာမှန်ပါ ကားဆယ်စစ်ဆယ်ငါးစီးနဲ့တခါတည်းသွားပြီးတော့တခါတည်းတမျိုးချလိုက်ရင်၃ရက်တမျိုးချ၃ရက်တမျိုးချ၃ရက်ဒီလိုတရားပြသွားတယ်တခါကြီးမှန်ပါအဲ့တော့တရားပြတယ်ဆိုတဲ့ဥစ္စာလောကကြီးမှာအခုထိုင်လိုက်တယ်ဆိုရင်ဓမ္မတွေကများတယ်မှန်ပါဗျာဓမ္မတွေများတော့သီလရှင်တွေကသူတို့ကတရားတရားလက်ထောက်ပြီးဟုတ်တယ်မှန်ပါဓမ္မတွေကြတော့သီလရှင်တွေဓဃာတွေကြတော့ဓဃာကြီးတွေတန်ဃာတော်အရှင်မြတ်များဝိုင်းပြီးတော့ ထိုင်တာကလည်းတော့3000 4000 5000ဒီလိုထိုင်တာဘူးမှန်ပါဗျာဒီလိုထိုင်တော့ဒီလူလောက်ကလေးနဲ့တော့မမျှဘူးမှန်ပါမမျှတချို့ကပြောတယ်ဘက်နဲ့လေသာသနာအဲတရားဟောတာလူများတာကြီးလားတဲ့လူများတာဆိုတဲ့ဥစ္စာတော့လူများတာကိုယ်စိတ်နဲ့ကိုယ်သွားတာပါမှန်ပါဗျာကိုယ်စိတ်နဲ့ကိုယ်သွားပြီးတော့ဒီမှာအလှမခံပါဘူးမှန်ပါနော်ဥပဇင်းတို့ပုံကိုယ်တွေလိုက်ကဲတင်တဲ့ဥစ္စာ ဥပဇင်းတို့ဇယိတ်နဲ့ဥပဇင်းတို့ပါမှန်ပါအထက်မြန်မာပြည်ကြီးသွားတဲ့ဥစ္စာဒီမဲ့ကားစိတ်ဒီပါဒီဟိုကခန္ဓာမဟုတ်ပါဘူးမှန်ပါခင်ဗျာအဲ့တော့ကားပိုင်ရှင်ပုံကိုယ်တွေကသာသနာပြုတ်တယ်တခါကြီးမှန်ပါအဲ့ဒီပုံကိုယ်တွေကနောက်ကနေပြီးတော့တခါတဲ့ကိုပညာလို့ဆိုလို့ရှိရင်ဖြင့်တခါကြီးကားပိုင်ရှင်နေဆိုတော့တထည်တွေပေါ့တခါကြီးမှန်ပါခင်ဗျာအဲ့ဒီတထည်တွေကနေပြီးတော့တခါတဲ့နောက်ကနေပြီးတော့သာသနာအပိပြီးတော့အရှင်ဖျားအရှင်ဖျားလို့လို့အပ်တဲ့ဆန္ဒကိုတတိတော်တို့ အရှင်ဖုရားပုံအပ်ပါတယ်ဘုရားအရှင်ဖုရားသဘောရှိပါဘုရားဆိုပြီးတော့တခါတည်းသာသနာကိုတခါတည်းယုံကြည်လေးစပြီးတော့နောက်ကကားပိုင်ရှင်တွေကနေပြီးတခါတည်းကိုသာသနာလိုက်ပြုတော်တာဘုရားမှန်ပါဗျာငွေကုံလို့လက်ကုံမှမသိနော်အဲ့တော့သရင်ကျွတ်ပြီးတဲ့ကထွက်လိုက်တဲ့ဥစ္စာသီလရှင်တွေသံဃာတွေဒဂါရမကားပိုင်ရှင်တွေကဒဂါကြီးနှစ်ချက်ထိုးမှအေးရတယ်၃နာရီထိုးမှအေးရတယ်ညနေ၄မနေ့ကျတော့၄နာရီထိုးထား အဲ့ဒီလိုကြီးပဲလာခဲ့တဲ့ဥစ္စာအခုတကကြီးတကူလာရောက်လာပြီမှန်ပါဗျာတကူလာရောက်လာပြလာတာကိုသိကိုမြင်သလိုမြင်ပါစေကိုသိသလိုသိပါစေကိုရသလိုရကြပါစေဆိုပြီးတော့တခါတည်းခန္ဓာမငက်ကွက်ဖဲနဲ့ပြေခြင်းလက်ပြေရောငါသာပြေခြင်းလက်ပြေရောနောက်ပိတ်ဆုံးဘဝပဲဆိုပြီးတော့နေလားငါလားသာသနာပြုတော့တာမှန်ပါအဲနေလားငါလားသာသနာပြုတာပဲတကကြီးမှန်ပါနော်အဲ့တော့တကကြီးမနေ့ကတုန်းကအဲ ပထမမဲ့ဒုတိယမဲ့တတိယမဲ့မဲ့လေးပါဖို့လေးပါကိုမှန်ပါသစ္စာကလည်းလေးပါသောတာပန်သစ္စာသရဂံသစ္စာအနာဂံသစ္စာအရဟတမဲ့သစ္စာသစ္စာလေးပါရှိတယ်ခင်ဗျာမှန်ပါဗျာသရေပဌံတရားကလည်းလေးပါကာယသရေပဌံကာယနုပါဒနာဝေရဏသရေပဌံဝေရဏနုပါဒနာစိတ်တံသရေပဌံစိတ်တံနုပါဒနာ ဓမ္မာသရိပဋ္ဌာန်ဓမ္မာနုပဒနာသရိပဋ္ဌာန်104ပါးရှိနော်မှန်ပါဗျာဒီသရိပဋ္ဌာန်104ပါးဟာဖရာကထားပေးခဲ့တဲ့ဥစ္စာဒါနိဗ္ဗာန်ရောက်ကြောင်းတရားပဲတဲ့နော်သရိပဋ္ဌာန်104ပါးအဲ့တော့မနေ့ကတုန်းကအကြောင်းကျုပ်ပြတ်တဲ့မဟာသောတာပန်ကြီးအဓိပတိသောတာပန်ကြီးကိုဧကဘိဇမဟာသောတာပန်သမုတ်စေတဖြစ်တဲ့ဧကောဓမောတခုတည်းတည်သွားတဲ့ယုံနာလက္ခဏာပေါ်တည်သွားတဲ့သောတာပန်ကြီး မှန်ပါဗျာအဲ့ဒီလိုဟောသွားတယ်တခါကြီးမှန်ပါမနေ့ကလည်းလာကြတာပေါ့နော်မှန်ပါအဲ့တော့ဒီကနေ့ဟာအတူချုံပြီးတော့တခါတည်းကိုအသိလက်စိတ်ရအောင်မယ်တခါကြီးမှန်ပါဗျာစိတ်ရချင်းကြောင့်မလို့အဲ့တော့မနေ့ကလည်းရှင်သာကြီးပုတ်ပြာတို့ရတယ်သောတာပန်ကြီးကိုအเจ้าအကျွမြင်သွားတဲ့ နာဣလက္ခဏာယုတ်ဣလက္ခဏာမြင်တဲ့သောတာပန်ကြီးကိုဟောသွားတယ်တကယ်မှန်ပါဗျာနာဣလက္ခဏာယုတ်ဣလက္ခဏာဆိုတဲ့ဥစ္စာသတိပဋ္ဌာန်တရား၄ပါးနဲ့လိုက်တာအတူချုံမှုမယ်တော့ခါချင်းနော်မှန်ပါမနေ့ကလည်းသောတာပတ္တိမေသောတာပတ္တိဖို့ဟောပါပြီလို့နော်မှန်ပါဗျာအဲ့ဒီတော့အဲ့ဒီဟာလေးကအကြောင်းခံပြီးတော့ဒါကြောင့်မလို့သောတာပန်တို့ဣဇေဒီထိုက်ပုံမနေ့ကလည်းပြောသွားတယ်နော်မှန်ပါဗျာသောတာပန်တို့ဇေဒီထိုက်ပုံသောတာပန်တို့သီလဝိသုဒ္ဓိဖြစ်နေပုံစိတ်တဝိသုဒ္ဓိဖြစ်ပုံပညာဝိသုဒ္ဓိဖြစ်ပုံ တကား6ပေါက်နော်မှန်ပါဗျာအဲ့တော့သောတာပန်ကြီးဟာရှင်သာကြီးပုတ်ပြတို့ရှင်မောက်ကလန်တို့ရသွားတဲ့အကြောင်းအကျိုးသောတာပန်ကြီးဟာဘယ်လိုမြင်တယ်လဲတကား6ပေါက်ရုပ်အကြောင်းနာအကျိုးနာအကြောင်းရုပ်အကျိုးအကြောင်းအကျိုးဆက်ချင်လို့ပါတကားကြီးမှန်ပါဗျာရှေ့ကိုကူးချင်လို့နော်မှန်ပါသောတာပန်ကနေပြီးပြည့်ညတ်လို့တင်စားပြောတာသောတာပန်သရကအနာဂံယဟန္တာဆိုတာပြည့်ညတ်ပါတကားကြီးမှန်ပါ သောတာပန်အမြင်အသိသရဂံအမြင်အသိအနာဂံအမြင်အသိယဟန္တာတို့အမြင်အသိဒါပြည့်ညတ်လို့တင်စားပြီးတော့သောတာပန်သရဂံအနာဂံယဟန္တာဆိုတာပြည့်ညတ်လို့ခေါ်လိုက်မှန်ပါအမြင်အသိတွေဆိုတဲ့ဥစ္စာခုနခမုံဆရာတော်ဟောသွားတယ်မဟုတ်လားမှန်ပါအဲကိလေသာတွေတိုးပွားတဲ့ဥစ္စာကတော့ပြန့်လာမှန်ပါကိလေသာငြိမ့်အေးတယ်ဆိုတော့သုံးညမှန်ပါနဲ့ဒီညအဖို့မှာ ဒဂါရမကြီးသိဖို့ဟာကိုတုံညတနိဗ္ဗာန်နမိတ်ကင်းတဲ့နိဗ္ဗာန်ကိုအတိဟောရတော့မယ်။မှန်ပါဗျာ။နော်။မှန်ပါ။အဲ့တော့ဇာလုံးမသိလို့ဇာလုံးမဟောတတ်လို့ဟာနော်။ခန္ဓာကရှားထားတော့ကိုယ်ခန္ဓာကိုကရှားထားတဲ့တရားကတော့အတိလေးတွေကိုစိတ်ကလေးတွေတုံညတနိဗ္ဗာန်နမိတ်ကင်းတဲ့နိဗ္ဗာန်ဖြစ်အောင်ဒါဒဂါရမကြီးသဘောပေါက်အောင်ဘာသာလို့တင်ပြီးတော့ ပြောရတော့မယ်တကယ်ပါပါဗျာအဲ့တော့ဘုရားကလက်သတိပ္ပံတရား၄ပါးနဲ့ဟောခဲ့တယ်ဥစ္စာသတိပ္ပံတရား၄ပါးနဲ့သွားရပါပဲနော်ပါပါအဲ့ဒီတော့မဟာသောတာပန်ကြီးများဟာကာယသတိကာယနုပ္ပတနာတကယ်ကြီးပါပါသရဂံများကဝေဒနာသတိဝေဒနာနုပ္ပတနာပါပါအနာဂံကြီးများကစိတ်တာသတိပ္ပံစိတ်တာနုပ္ပတနာပါပါဗျာယဟန္တာများကတော့ဓမ္မာသတိဓမ္မာနုပ္ပတနာပါပါဗျာသတိပ္ပံတရား၄ပါးဟာဘုရားကအလကားထားပြခဲ့တယ်တရားမဟုတ်ဘူးတကယ်ကြီးပါပါဗျာအဲ့ဒီတော့သတိပ္ပံတရား၄ပါးဟာကာယသတိကာယနုပ္ပတနာဆိုတာတချို့တော့လည်းမသိကြဘူးလားတဲ့ ဇာတွေကလည်းကာယတတိပ္ပဏကာယ ानु ပဒနာရှိတယ်တခါကြီးရှိပါတယ်ဗျာရှိတယ်နော်မနေ့ကဟောသွားတယ်နာအကြောင်းယုတ်အကျိုးယုတ်ကအကြောင်းနာကအကျိုးအကြောင်းအကျိုးတွေဖြစ်နေပုံတယ်အကြောင်းအကျိုးဆိုတာနာအကြောင်းယုတ်အကျိုးတာမျက်စိနဲ့မြင်လိုက်တခါယုတ်ကိုအရင်မြင်တာမှန်ပါဗျာယုတ်ကဘယ်လိုမြင်တာလဲတဲ့ယုတ်ဤတာမြင်ညလက္ခဏာယုတ်ဤသဘာဝလက္ခဏာနာဤသဘာဝလက္ခဏာယုတ်နာဤတာမြင်ညလက္ခဏာလက္ခဏာချင်းတူရမယ်တခါကြီးမှန်ပါဗျာယုတ်ကရှိကသဘာဝလက္ခဏာမြင်လို့ရှိရင်နောက်ကလည်းနာဤသဘာဝလက္ခဏာ ။ဘုရားကလက္ခဏာပြောတာနော်။မှန်ပါဗျာ။ရှေးကယုတ်ဤတာမြင်ရလက္ခဏာမြင်လို့ရှိရင်နောက်ကတာမြင်ရလက္ခဏာ။မှန်ပါ။လက္ခဏာချင်းလွယ်ရတာမဟုတ်ဘူးတကယ်။မှန်ပါဗျာ။အဲ့ဒီတော့အဲယုတ်ကရှေးကသဘာဝလက္ခဏာကဘယ်လက္ခဏာလဲ။ဒါကြောင့်မလို့သောတာပန်ဆိုတာအများကြီးတကယ်နော်။မှန်ပါဗျာ။နာဤလက္ခဏာမြင်တဲ့သောတာပန်။ယုတ်ဤလက္ခဏာမြင်တဲ့သောတာပန်။အတုပါဤလက္ခဏာမြင်တဲ့သောတာပန်။ဓာတ်ဤလက္ခဏာမြင်တဲ့သောတာပန်။ ခန္ဓာ၅ပါးမြင်တဲ့သောတာပန်သဘာဝလက္ခဏာမြင်တဲ့သောတာပန်အကြောင်းအကျိုးမြင်တဲ့သောတာပန်သောတာပန်นี่အများကြီးမှန်ပါစိတ်တွေစာရက်ကသောတာပန်တော့မသိပါဘူးမှန်ပါဗျာခန္ဓာစိတ်တွေကိုသိလိုက်ပြီဆိုရင်ဓာတ်ဤလက္ခဏာမြင်တဲ့သောတာပန်ကလည်းရှိသေးတယ်မှန်ပါဗျာဓာတ်ဤလက္ခဏာမြင်တဲ့သောတာပန်ကနေပြီးတော့တခါကြီးပထဝီဓာတ်အာဘောဓာတ်တိသောတာဝါယောဓာတ်ဆိုတော့ဘုရားကပြဉ္ညာလို့တင်စားပြောတယ်မှန်ပါနော်ပြဉ္ညာလို့တင်စားပြောတော့အဲ့ဒီတော့တခါကြီးအခုလာရောက်တဲ့ဒကာဒကမတွေ အရင်ဆုံးမြင်ရမှာကဘာလဲတဲ့ကံဆိုတာမသိဘူးတခါကျမှန်ပါဓာတ်မြင်တဲ့သောတာပန်ယုတ်မြင်တဲ့သောတာပန်လက်နာမြင်တဲ့သောတာပန်အတုပမြင်တဲ့သောတာပန်ခန္ဓာ၅ပါးမြင်တဲ့သောတာပန်အကြောင်းအကျိုးမြင်တဲ့သောတာပန် သောတာပန်ကြီးတွေအများကြီးနော်မှန်ပါအဲ့ဒီသောတာပန်ကြီးတွေအသေးစိတ်လိုက်မယ်ဆိုလို့ရှိရဲ့ခန္ဓာ၅ပါးမြင်တဲ့သောတာပန်ကအနုစာသောတာပန်အလတ်စာသောတာပန်အမြတ်စာသောတာပန်သဘာဝလက္ခဏာမြင်တဲ့သောတာပန်ကအနုစာသောတာပန်အလတ်စာသောတာပန်အမြတ်စာသောတာပန် ဒါကြီးသောတာပန်นี่ပြောတာမှန်ပါဗျာသောတာပန်นี่เนาะမှန်ပါနာဤလက္ခဏာမြင်တဲ့သောတာပန်ကအနုံစာသောတာပန်အလတ်စာသောတာပန်အမြတ်စာသောတာပန်ယုတ်ဤလက္ခဏာမြင်တဲ့သောတာပန်ကအနုံစာသောတာပန်အလတ်စာသောတာပန်အမြတ်စာသောတာပန်အတုပါဤလက္ခဏာမြင်တဲ့သောတာပန်ကအနုံစာသောတာပန်အလတ်စာသောတာပန်အမြတ်စာသောတာပန်သောတာပန်นี่မှန်ပါအနုတထင်ကသောတာပန်စာလိုကတော့နော်မှန်ပါဗျာတထင်ကသောတာပန်ဝိက္ခံပနသောတာပန် သမုတ်စေတသောတာပန်ကသောတာပန်သုံးစားသောတာပန်ကြီးကသုံးစားထွက်မလာဘူးမှန်ပါဗျာတတင်ကသောတာပန်နဲ့အဘေမကြောက်ဝိက္ခာမဏသောတာပန်နဲ့အဘေမကြောက်သမုတ်စေတဆိုတော့ तू ကအကျွဲ့မဲ့မဲ့တိုက်တာဟုတ်တယ်မှန်ပါဗျာနော်အဲ့ဒီတော့ဒဂါရမတွေပထဝီတအာဘောတတိဇောတဝါယောတဆိုတော့အခုစောက်တဲ့ကြည်ပြီးလူတိုင်းလည်းပထဝီတအာဘောတတိဇောတဝါယောတမသိဘူးလားတကယ်ကြီးသိနေပါလေဗျာအဲ့ဒီတော့ဒီကနေ့အဖို့မှာအဆက်အခုကိုအောင်လို့မနေ့ကတုန်းကအကြောင်းအကျိုးပြတ်တဲ့သောတာပန်ဟောတယ် ဒီကနေ့ဓာတ်ဤလက္ခဏာမြင်တဲ့သောတာပန်ကနေပြီးတော့တခါကြီးအဲတခါရကမကြီးသောတာပန်အမျိုးမျိုးသိရအောင်နော်မှန်ပါလက်ဦးညကတော့ကနာဤတာမြင်ညလက္ခဏာမြင်တဲ့သောတာပန်မှန်ပါဗျာခလေညကနေပြီးတော့နာအကြောင်းရုပ်အကျိုးရုပ်အကြောင်းနာအကျိုးအကြောင်းအကျိုးကိုသတ်တဲ့ရှင်သာကြီးပုတ်တရားတို့မြင်သွားတဲ့အဓိပတိသောတာပန်ဟောသွားတယ်မှန်ပါဗျာဒီညပုံမှာတော့တခါကြီးဓာတ်လက္ခဏာမြင်တဲ့သောတာပန်ကနေပြီးစပြီးတော့တခါတည်းကိုကူးမယ်တခါကြီးမှန်ပါဗျာ ဘုရားကဟောပြီးတကကြီးပါမပထဝီဓာတ်အာဘဒတ်တိသောတဝါယောဓာတ်နော်ဓာတ်ကြီးလေးပါရှိဓာတ်ကြီးလေးပါရှိတဲ့အနေကကြတော့ဘုရားကဒါစားလို့ပြညာလို့တင်စားပြီးတော့ခေါ်တာပါမပါဗျာနော်ပထဝီဓာတ်အာဘဒတ်တိသောတတ်တယ်ဓာတ်ဆိုတာပထဝီဓာတ်ကလည်းတစ်ခုပဲမဟုတ်ဘူးပါမပါဗျာအာဘောကလည်းတစ်ခုပဲတစ်ခုပါဗျာတိသောကရောတစ်ခုပါဗျာဝါယောကရောတစ်ခုပါဗျာအဲအဲ့ဒီပထဝီဓာတ်ကိုတခါပြညာလို့တခါဘုရားကတခါခွဲပြန်လာပါမပါပြညာလို့တင်စားပြီးတော့နိုးညာပထဝီမာပထဝီလေးပထဝီလေး မာပထွေးတဲ့မခွဲဘူးလားခွဲပါတယ်ဗျာဒါပညာတို့ခွဲတာပါပါဗျာနော်ဒီပညာကတော့စာတဲ့ကခွဲပြတဲ့ပညာမဟုတ်လားပါပါဗျာဒီလိုတင်းနဲ့တောက်နဲ့ထုံနဲ့အဲနူးညံ့နဲ့မာတယ်ပြော့တယ်ဆိုတဲ့ဥစ္စာဒါပညာအတိပဲမဟုတ်လားသိတတ်ပါပဲဗျာဟမ်သိတတ်ပါပဲအပညာနော် ခွဲစီအာဘောယူစီအာဘောဒါပညာပဲမဟုတ်လားဒါလည်းပညာပါပဲပူအေးတီစောတယ်ဒါလည်းပညာပါပဲထောက်ခံဝါရော့လှုပ်ရှားဝါရော့တဲ့ဒါကစာပြောမှန်ပါဗျာဒါစာသမားကြီးပြောတာမှန်ပါဗျာနော်အဲ့ဒီလိုသိတယ်အဲ့ဒီတော့ဒါကကြီး ကာယသတိပ္ပံကာယနုပါဒနာဝေဒနာသတိပ္ပံဝေဒနာနုပါဒနာစိတ်တသတိပ္ပံစိတ်တနုပါဒနာဓမ္မာသတိပ္ပံဓမ္မာနုပါဒနာဆိုတော့တခါကြီးဥပဇင်းတို့ကျင့်လာတော့အာနာပါနသတိယူလိုက်တယ်တခါကြီးမှန်ပါဗျာအာနာပါနသတိယူလိုက်တဲ့အချိန်ကဘယ်လိုယူစလဲတဲ့ကနဦးတော့စိတ်ကလေးငြိမ်အောင်ယူလိုက်တာပဲတခါကြီးမှန်ပါအစ္ဆတသဏ္ဍာန်တွန်းလိုက်တဲ့ဝါရောဗဟိတကံလိုက်တဲ့ဝါရော တွန်းတဲ့ဟာလေးသိတယ်ကန္တာလေးသိတယ်ဒါစိတ်ကလေးငြိမ်အောင်လို့ယူလိုက်တာတကယ်ကြီးမှန်ပါဗျာတွန်းတာကန္တာသိလို့တကယ်ကြီးဝိပဿနာများမထင်နဲ့မှန်ပါဗျာသမထယူသမထကြီးနော်မှန်ပါဗျာတွန်းနဲ့ကန်နဲ့တွန်းနဲ့ကန်နဲ့သိုံနဲ့တချို့ကဘယ်လိုပြောသေးလဲဆိုတော့စာတတ်စာမတတ်ဖဲနဲ့ဝိပဿနာဖြစ်ပါမလားလို့ဒီလိုပြောတယ်မှန်ပါဗျာပြောတဲ့ပုံပေါ်တွေကဝိပဿနာမှပရမမှန်သိလို့လား ပါဘူးဗျာနော်မပြီးပါဘူးပြောတဲ့ပုံကိုယ်တွေကခန္ဓာလည်းမရှာတော့စာတဲ့ကဝိပဿနာနဲ့စာပရမတ္တသိတော့မှာပေါ့မှန်ပါဗျာခန္ဓာမှာသဘာဝပရမတ်သဘာဝသဘောတရားသိပါသိနိုင်ပါ့မလားမသိနိုင်ပါဘူးဗျာနော်အဲ့ဒီတော့ဟေးတဲ့အကိုစာမတတ်တဲ့ပုံကိုယ်ဝိပဿနာတွေဟောနေတယ် ဝိပဿနာဖြစ်နိုင်ပါမလားလို့ဒီလိုပြောတော့အဲ့ဒီပြောတဲ့ပုံကလည်းဝိပဿနာမှပရမမသိလို့လားလို့မသိပါဘူးဗျာနော်သူတို့မသိလို့ပြောတာမသိလို့ပါနော်မသိလို့ပြောတာဒါကြောင့်ဥပဇင်ကတော့ဒါဒါကဥပမာပြောခြင်းလို့ပါနော်မှန်ပါဗျာအဲပြောခြင်းတာကတော့ဒါဒကာကြီးကဥပဇင်ကကံပါမှန်ပါအဲ့ဒီတော့ကနဦးစိတ်ကလေးကဒကာကြီးအာနာပါနတတိစိတ်ကလေးငြိမ်အောင်လို့ယူလိုက်မှန်ပါဒေါနာလေးတိကာနာလေးတိဒေါနာလေးတိကာနာလေးတိတတိပဋ္ဌာန်တရား၄ပါးနဲ့လိုက်မှန်ပါ တတိပဋ္ဌာန်တရား၄ပါးနဲ့လိုက်လိုက်တဲ့အချိန်ခါကျတော့စိတ်ကလေးကနာသေးဝတကားကတွန်းတာကန္တာလေးစိတ်ကလေးကငြိမ်းလာပါပါလို့တန္တရာလာစမ်းကြည့်တဲ့ကဒီစိတ်ကလေးကထွက်ချင်တိုင်းထွက်နေချင်တိုင်းနေပျော်ချင်တိုင်းပျော်ပြီးတန္တရာကြီးကိုရေချင်ချောမျောနေမျောနေပါဒီစိတ်ကလေးကပါပါအဲ့ဒီစိတ်ကလေးငြိမ်းအောင်ယူတာဗျပါပါဗျာအတကားလုံနေတဲ့တရားမဟုတ်ဘူးပါပါနော်အဲစာဖတ်နေတာမဟုတ်ဘူးပါပါကိုယ်စိတ်ကလေးကိုကိုဖမ်းနေတာအဲ့တော့ တွန်းတာလေးသိကန်တာလေးသိတွန်းတာလေးသိကန်တာလေးသိဒီဟာလေးပဲမင်းမသိနဲ့မသိပဲနဲ့မထွက်နဲ့မသိပဲနဲ့မဝင်နဲ့မင်းဒီနေရာလေးသိဆိုပြီးအတ္တနဲ့ထားလိုက်တယ်တခါကြီးမှန်ပါဗျာအတ္တနဲ့ထားရတော့ဒီဟာလေးကနံလေးကမသိပဲနဲ့မထွက်ဘူးမသိပဲနဲ့မဝင်ဘူးစိတ်ကလေးကငြိမ့်လာငြိမ့်လာတော့ကြာကြာထိုင်မှမြလာတော့အောက်ကအမာနဲ့ကိုနဲ့ထိလိုက်တဲ့အချိန်ကဝေဒနာကြီးဖြစ်လာတယ်တခါကြီးမှန်ပါဗျာဝေဒနာကြီးဖြစ်လာတော့အဲ့တော့ ရှေ့ဆရာတော်ကြီးတွေပြောတယ်ပထဝီဓာတ်အာဘောဓာတ်တိဇောဓာတ်ဝါယောဓာတ်ဓာတ်ကြီးလေးပါဤသဘောတရားတွေဟာပထဝီဓာတ်အာဘောဓာတ်တိဇောဓာတ်လို့ဆိုထားတယ်ဓာတ်ဆိုတဲ့သဘောတရားကိုနာဒီဝတကားကတောနာကန္တာသိနေတဲ့နာဟာမနေနိုင်တော့ဘူးသွားပြီးတော့တင်းနာပေါ်တော့တင်းနာလေးသွားသိရင်မှန်ပါတင်းနာလေးသိလိုက်တော့တကားကြီးအဲ့ဒီတင်းနာလေးကနေပြီးတော့တခါတော့အသိဆုံးအောင်တခါတည်းလိုက်ရတယ်အသိဆုံးအောင်လိုက်ဆုံးသွားတင်းနာလေးဆုံးသွား တင်းနာလေးခံစားပြီးတော့နာငါလည်းပဲတင်းနာလေးသိပြီးတော့တင်းနာအစနဲ့အဆုံးလိုက်လိုက်ဆုံးသွားရတဲ့ကကြီးမှန်ပါကနဦးစိတ်ကလေးကတော့နာသီးဝတကားကတောနာကနာတောနာကနာသိနေတာကာယတရိပ်သာမှန်ပါအဲ့ဒီတင်းနာကိုသိပြီးတော့အစကအဆုံးကိုလိုက်လိုက်ဆုံးသွားတော့စိတ်ကလေးတင်းငိမ့်ပြီးတော့နေတယ်ကတင်းနာကိုသွားပြီးသိလိုက်တော့ဘာလဲတဲ့ခံစားနေတာဝေဒနာတရိပ်သာအဲ့ဒီတင်းနာလေးလည်းကုံလည်းသွားရောစိတ်ကလေးကတင်းငိမ့်ပြီးတော့ ိတ်ကလေးကချမ်းသာပြီးတော့နေလိုက်တယ်စိတ်ဓာတ်တိ့မှန်ပါနောက်တစ်ခါပြစ်စုံပန်တင်းနာကပေါ်ပျောက်သွားပြီးတော့ထုံနာပေါ်လာတယ်တကယ်မှန်ပါဗျာထုံနာပေါ်လာပြန်တော့ဩခုနကတုန်းကကြည်စမ်းငြိမ်သက်ပြီးတော့စိတ်ကလေးကငြိမ်အေးပြီးတော့ချမ်းသာအခုတစ်ခါပြန်ပြီးတော့ထုံနာကြီးပေါ်လာပြန်ပါပါဩထုံနာကလည်းသူ့သဘောပဲအဲ့ဒီလိုထုံတဲ့အပေါ်မှာသူ့သဘောကိုသိလိုက်တယ်တကယ်မှန်ပါကနဦးစိတ်ကလေးကအာနာပါနသတိယူလိုက်တာကာယသတိပဲ ဝေဒနာတင်းတာပေါ်လို့တင်းတယ်ဆိုသွားပြီးသိရတာကဝေဒနာကိုသွားသိရတာကဘာလဲဝေဒနာသတိပ္ပံမှန်ပါဝေဒနာဒီကုံဆုံးသွားတဲ့အချိန်ခါကျတော့စိတ်ကလေးကတင်းငိမ့်ပြီးနေတာစိတ်ဓာတ်သတိပ္ပံစိတ်ဓာတ်သတိပ္ပံကနေပြီးစိတ်တခဏလေးပဲနေလိုက်တယ်တော့ကြက်ထုံနာကြီးပေါ်လာပြန်တော့တခါထုံနေဟာသွားပြီးသူ့သဘောကိုသူ့သဘောသိလိုက်တော့ဓမ္မသတိပ္ပံသတိပ္ပံတရားလေးပါဆုံးအောင်လိုက်ကြည့်မှန်ပါဗျာဆုံးအောင်လိုက်ကြည့်လို့ဆုံးသွားတယ်တကယ်မှန်ပါဆုံးသွားလိုက်တော့ဩကြည်စမ်းဓာတ်ဤသဘောတရားတွေဟာကြည့် တင်းလာတယ်တင်းတယ်လို့သွားပြီးတော့ပြစ်ဆုံးပါသေးတယ်တောက်လာပြန်တော့တောက်နေတာသွားသေးတယ်ထုံတာပြန်တော့ထုံတာသွားသေးတယ်အောင့်လာပြန်အောင့်တယ်လို့သွားသေးတယ်ကြိုက်လာပြန်ကြိုက်တယ်လို့သိပြစ်ဆုံးပါပေါ်ပေါ်ပြလိုက်တဲ့ဥစ္စာကိုအဲ့တော့သဘောတရားလေးကိုဓာတ်လက္ခဏာသိလာသေးတယ်ခင်ဗျမှန်ပါဗျာဩဘုရားဟောတဲ့တရားပထဝီတအဘောတဒီဇောတဝါယောတဓာတ်ကြီးလေးပါဟာဖြင့်ပူတဲ့ ပူဓာတိပေါ်ပြလိုက်တဲ့ပြစ္ဆုတ်ပန်ဆက်ဆက်ကလေးပါပူဓာတိပေါ်ပြလိုက်တဲ့ပူတယ်လို့သိမှုလေးရတယ်ပေါ်လာအဲ့ဒီပြစ္ဆုတ်ပန်ပေါ်ပြလိုက်တဲ့သဘောတရားလေးဟာအော်ဓာတ်ဤလက္ခဏာသဘောတရားလေးပဲပြစ္ဆုတ်ပန်ဆက်ဆက်ကလေးပါလားဓာတ်ဤလက္ခဏာသိလားလေတကယ်ကြီးမှန်ပါဗျာဓာတ်လက္ခဏာသိလားတော့အဲ့တော့ပြစ္ဆုတ်ပန်ဓာတ်လက္ခဏာသိလားတော့အော်ပေါ်ပေါ်ပြလိုက်တဲ့သဘောတရားလေးကတင်တာလေးပေါ်ပြလိုက်တယ်တောင်းတာလေးပေါ်ပြလိုက်တယ်ထုံတာလေးပေါ်ပြလိုက်တယ်ကျင်တာလေးပေါ်ပြလိုက်တယ်အောင်တာလေးပေါ်ပြလိုက်တယ် ကြိုက်တာလေးပေါ်ပြလိုက်တယ်။ကြက်တာလေးပေါ်ပြလိုက်တယ်။ရိုးကြတာလေးပေါ်ပြလိုက်တယ်။ပူတာလေးပေါ်ပြလိုက်တယ်။အေးတာလေးပေါ်ပြလိုက်တယ်။တွန်းတာလေးပေါ်ပြလိုက်တယ်။လှုပ်တာလေးပေါ်ပြလိုက်တယ်။ငြိမ်းနေတာလေးပေါ်ပြလိုက်တယ်။အဲ့ဒီပြစ်စုံပါဆက်ဆက်ကလေးပေါ်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 ပြ။အဲ့ဒီလိုပေါ်ပြလိုက်တော့ဓာတ်လက္ခဏာတွေသိလား။ဩပထဝီဓာတ်အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်ဆိုတာပြညာပဲ။သဘောတရားလေးကပြစ်စုံပါတင်းမှုလေးပေါ်တဲ့ပြစ်စုံပါတင်းမှုလေးနဲ့ တင်းမှုတွေတထက်ချင်းဖြစ်ပြီးတော့ပေါ်ပြလိုက်တဲ့သဘောတရားလေးကလက္ခဏာလေးသာရှိပါလားအလက္ခဏာရှိလားတဲ့ကဲမှန်ပါဗျာအော်ပစ္စုပန်ပေါ်ပြလိုက်တဲ့သဘောတရားလေးဟာတင်းနဲ့တောက်တင်းနဲ့ပထဝီဓာတ်အဘောဓာတ်တိဇောဓာတ်ဝါယောဓာတ်ဆိုတာမရှိတဲ့ပညာပဲပစ္စုပန်ပေါ်ပြလိုက်တဲ့သဘောတသက်ကလေးကတော့ရုပ်ဓာတ်နံဓာတ်တထက်ချင်းဖြစ်ပြီးပေါ်ပြလိုက်တဲ့သဘောတရားလေးကပစ္စုပန်ဓာတ်လက္ခဏာပါလားဒီလိုသိလားတဲ့ကဲမှန်ပါဗျာအဲ့ဒီတော့ဓာတ်လက္ခဏာသိလာတော့တင်းတာပေါ်လိုက်တဲ့သဘောတရားလေး တောင်းတာပေါ်လိုက်တဲ့သဘောတရားလေးတောင်းတာတင်းတာထုံတာကျင်တာအောင့်တာမသိတော့ဘူးတခါကြီးမှန်ပါဗျာပစ္စုပ္ပန်ဆက်ဆက်ကလေးပေါ်တဲ့သဘောတရားလေးကိုရုတ်တက်နန္တနှစ်ခုတစ်ချက်ချင်းဖြစ်ပေါ်လာတဲ့ပစ္စုပ္ပန်ဆက်ဆက်ကလေးအဲ့ဒါတက်လက္ခဏာသိလိုက်မှန်ပါနော်အော်တက်လက္ခဏာသိလိုက်တော့တလောကလုံးကြည့်လိုက်တယ်တခါကြီးပစ္စုပ္ပန်ပေါ်ပြလိုက်တဲ့ခန္ဓာအစဉ်ပါတင်းနာလေးပေါ်ပြလိုက်တယ်တောင်းနာလေးပေါ်ပြလိုက်တယ်ထုံနာလေးပေါ်ပြလိုက်တယ်အောင့်နာလေးပေါ်ပြလိုက်တယ်ကြိုက်ထာလေးပေါ်ပြလိုက်တယ်ကြက်ထာလေးပေါ်ပြလိုက်တယ် ယောကြတာလေးပေါ်ပြလိုက်တယ်ပူတာလေးပေါ်ပြလိုက်တယ်အိတာလေးပေါ်ပြလိုက်တယ်လှုပ်တာလေးပေါ်ပြလိုက်တယ်တွန်းတာလေးပေါ်ပြလိုက်တယ်ငိမ့်နေတာလေးပေါ်ပြလိုက်တယ်အဲ့ဒီပြစ်စုံပါဆက်ဆက်ကလေးပေါ်ပေါ်ပြလိုက်တဲ့သဘောတရားလေးကလက္ခဏာပါလားယူသိလားမှန်ပါပြစ်စုံပါပေါ်ပြလိုက်တယ်တပြိုင်နဲ့တည်းဗဟိတအာယုံကအာယုံချောင်းနဲ့တက်ခိုက်တယ်တခါကြီးမှန်ပါမျက်စိနဲ့မြင်လိုက်တဲ့အချိန်ကပြစ်စုံပါဩအသင်းတမျက်စိပတာရအကြည်တ အဲသုံးဦးသုံးမလဲသုံးလိုက်တဲ့ပစ္စုပန်ပေါ်ပြတဲ့သိဖို့ဓာတ်နန္ဒယုတ်ဓာတ်အဲ့ဒီပစ္စုပန်ဆက်ဆက်ကလေးပေါ်ပြလိုက်တာအော်ဒါပစ္စုပန်ဆက်ဆက်ကလေးကဓာတ်ပါလားမြင်လိုက်တဲ့ဥစ္စာလေဓာတ်လက္ခဏာသိလားလေတခါကြီးမမအဲ့ဒီဓာတ်လက္ခဏာအစ္ဆတသဏ္ဍာန်ကပစ္စုပန်ပေါ်ပြလိုက်တဲ့ဓာတ်လက္ခဏာလေးမြင်လိုက်တော့မျက်စိနဲ့မြင်လိုက်တဲ့ကြောင့်ဗဟိတကြပြန်တော့ဓာတ်လက္ခဏာမြင်ပြီတခါကြီးမမပစ္စုပန်ပေါ်ပြလိုက်တဲ့မြင်စဲလေးမှာပစ္စုပန်ပေါ်လိုက်တဲ့သဘောလေးသိဖို့လေးနဲ့မြင်မှုလေးနဲ့ အသင်းသဘောလေးဟာပြစ်စုံပါသုံးဥသုံးပဲဆိုင်ပြီးပြစ်စုံပါဆက်ဆက်ကလေးပေါ်ပြလိုက်တဲ့သဘောတရားလေးကဖြစ်ပြီးချုပ်သွားတဲ့သဘောတရားလေးကအော်ဒါသဘောတရားလေးပဲဒီလိုသိရဲ့မှန်ပါဗျာကြားလိုက်တဲ့အသံလဲကြားလိုက်တဲ့တပြိုင်နက်တည်းဓာတ်လက္ခဏာပြစ်စုံပါမသိဓာတ်ပဲသိခွေသံဝဲသံတက္ကမသံလေဒီယိုသံမကြတော့ပေါ်ပြလိုက်အသံဓာတ်ကြားတဲ့အနာဓာတ်သိတဲ့နန္တာပြစ်စုံပါအကြောင်းအားလျော်စွာသုံးဥသုံးပဲပြစ်စုံပါပေါ်ပြလိုက်ပြီးမှချုပ်သွားပါလား ဓာတ်ဤသဘောတရားဓာတ်ဤလက္ခဏာပါလားနှာခေါင်းနဲ့အနားနဲ့ဒီမှန်လိုက်တဲ့အချိန်ကပြစ္ဆုတ်ပန်းပေါ်ပြလိုက်တဲ့အနပေါ်ပြလိုက်တဲ့ဓာတ်ဤလက္ခဏာပါလားပြစ္ဆုတ်ပါဆက်ဆက်ကလေးသည်မှန်ပါလျာနဲ့ရာသာနဲ့စလိုက်တဲ့အချိန်ကပြစ္ဆုတ်ပန်းပေါ်ပြလိုက်တဲ့သဘောတရားချိုးတဲ့ခြင်းငါနဲ့ဆိုတော့မရှိတဲ့တရားရှိတာကပြစ္ဆုတ်ပံပေါ်ပြလိုက်တဲ့သဘောတရားဓာတ်ဤလက္ခဏာပါလားမနှောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့ခြင်းကောင်းတာဒီပေါ်လဲဓာတ်လက္ခဏာလက္ခဏာသိသွားပြီလေမှန်ပါဓာတ်လက္ခဏာသိသွားလိုက်တဲ့ကြိုင်နဲ့တဲ့ ဩပစ္စုပ္ပံဘုရားကဟောထားတယ်ပထဝီဓာတ်အာဘောဓာတ်တိသောဓာတ်ဝါယောဓာတ်ဓာတ်ဆိုတာလည်းပြညာပစ္စုပ္ပံပေါ်ပြတဲ့သဘောတရားတွေဟာခေါ်စရာလည်းမရှိကြင်တွယ်စရာလည်းမရှိပစ္စုပ္ပံဆက်ဆက်ကလေးဟာဓာတ်တက္ကနာပါလားဆိုတော့ဓာတ်တစ်ခုပိုင်သွားမှန်ပါဗျာဓာတ်တစ်လုံးပိုင်သွားတဲ့တပြိုင်နဲ့ထဲဘယ်လိုမြင်လဲမြင်လိုက်တဲ့ကြာမြင်တာတဲ့သဘာဝဓာတ်ပစ္စုပ္ပံဆက်ဆက်ကလေး မြင်တာလည်းတကြတာလည်းတနန္နာလည်းတစားတာလည်းတထီတာလည်းတတိတာလည်းတယိုတာလည်းတပေါက်တာလည်းတလှမ်းတာလည်းတထိုင်တာလည်းတအိတ်တာလည်းတတ်ကြည့်ပါပါတက်တလုံးတီးသွားပြီတကယ်ပါပါဗျာ